အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်အဲ့တော့ကျွန်တော်ဒီနေရာကနေညွန်ငယ်ဆိုတာတောင်းပန်ချင်တာကနောက်ဆုံးကျွန်တော်ရဲ့အချင်းကြီးရလက်ရှိမှာကျွန်တော်ကြညာလူလိုက်ပြီးဖြစ်ပါတယ်အဲ့တော့ဒီကြညာကကျွန်တော်ကိုအဓိကအကူအညီပံ့ပိုးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီကြညာကတော့လက်ရှိမှာဘာကြညာလေးများဖြစ်မလဲဆိုတော့အားလုံးသိပြီးသားရတဲ့အချိန်မှာဒီကျွန်တော်အနေနဲ့ယူလိုက်တဲ့ကြညာလေးကတော့ကျွန်တော်ဒါ game mount 900တို့ဒါကျွန်တော်တို့လက်ရှိမှာလုပ်လို့ရတဲ့ကြညာတွေတဲကတခုမဟုတ်ပါဘူး အဲ့တော့ခင်ဗျားတို့ကျွန်တော်ဆဲတော့မယ်ဆိုကျွန်တော်သိပါတယ်ရောက်နေဆိုရင်တော့ဆက်ပြီးကြည်သွားပါဒါကျွန်တော်အားလုံးကောင်းမှုအတွက်ကမ်ပိန်းလေးတစ်ခုကျွန်တော်လှုပ်ချင်လို့ပါကမ်ပိန်းဆိုဘယ်သူတည်းမှကျွန်တော်ဆက်နေနေပဲကမ်ပိန်းတော့မဟုတ်ဘူးကိုဟောက်ကိုတယောက်တည်းလှုပ်မယ်ကမ်ပိန်းမှာဒီနေ့ကဒါကျွန်တော်မတ်လ7ရက်နေ့ဖြစ်ပါတယ်ကျွန်တော်ရဲ့မွေးနေ့ရဖို့တူတဲရပြောမှာဆိုတလတတိလူတဲ့ရက်တည်းဖြစ်ပါတယ်ကျွန်တော်က April 7ရက်နေ့မှာမွေးတဲ့လူဖြစ်ပြီးတော့ Delhi အလီနဲ့တရက်ထဲမွေးတဲ့လူဖြစ်ပါတယ် ကျွန်တော်ကကျွန်တော်တတိယနာမည်ထည့်ပြောတာပါအဲ့တော့ကျွန်တော်ဒီဗီဒီယိုမှာအခုလက်ရှိမှာဆဲဖို့လူဆုံနေပြီဆိုတော့မဆဲပါနဲ့ဒါကျွန်တော်တို့နည်းနည်းလေး campaign idea လေးကျွန်တော်ပြောချင်တာဖြစ်ပါတယ်ကျွန်တော်ဒီဘယ်အစုဖွဲ့နေမှာကျွန်တော်ပူပေါင်းပတ်မှာမဟုတ်ဘဲနဲ့ကျွန်တော်ကကျွန်တော်ကျွန်တော်ရတဲ့ channel ကနေပြီးတော့ကျွန်တော်ပတ်ပြီးလှူနေတယ်ဆိုတော့အကုန်လုံးသိပြီးသားဖြစ်ပါမယ်အဲ့လက်ရှိမှာဒါကျွန်တော် Facebook ကကျွန်တော်ပထမဦးဆုံးနှုတ်ထွက်သွားခဲ့တာအခုလက်ဆိုဆိုဒီရက်သက်တပတ်နေဆိုပြန်တွေ့မယ်ဆိုကျွန်တော် Facebook မှာ post တွေမတင်တာတိုတယ်အဖြစ်6လတတိရှိခဲ့ဖြစ်တယ်တလတစ်ခါ page မတည်အောင်ကျွန်တော်ဒါရန်ဖန်ရန်ခါဓာတ်ပုံဓာတ်ပုံဒါအောင်ဗီဒီယိုတစ်ခုပုံစံမျိုးလေးတင်တာမျိုးရှိပေမဲ့တကယ်တမ်းကျွန်တော် လုံးဝမတင်တာကြားခဲ့ပြီပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ကျွန်တော်ပထမစစတာငါရဲ့မွေးနေ့မတိုင်ခင်မှာငါဘလို့ပူလှူလို့ရမလဲဆိုတဲ့ပုံစံမျိုးကျွန်တော်စဉ်းစားမိခဲ့တယ်အဲ့ကျွန်တော်အနေနဲ့ပထမအောင်စဉ်းစားခုလက်ရှိဒါလွန်ခဲ့တဲ့လပိုင်းတွေကတည်းကကျွန်တော် Facebook ကပတ်စံပြန်ပေးနေပြီဖြစ်ကြောင်းပတ်စံနေလည်းအရင်လိုတောက်လျှောက်ပြန်ရတော့မှဖြစ်ကြောင်းသူ့အနေနဲ့သူကတောက်လျှောက်သူ့ notification တက်လာခဲ့တယ်ဖြစ်တယ်။ကျွန်တော်အနေနဲ့ကျွန်တော်ပြန်စဉ်းစားကြောโอเคအဲ့ဒါဆိုတော့ငါမွေးနေ့မတိုင်ခင်တလမှာဒါကျွန်တော်တို့ Facebook မှာအရင်တိုင်းတပ်ပုံ boost တွေကဒါကျွန်တော်တို့ video post တွေရောပြန်တင်ရင်ကောင်းမလားဆိုတဲ့ idea တစ်ခုပြန်စဉ်းစားခဲ့တယ်။ဒါပုံမှန်လေးလေးပြောရမှာဆို Facebook ရဲ့လက်ရှိ environment environment ကျွန်တော်သဘောမကျတော့တဲ့အတွက်ကြောင့်မလို့ Oh, by the way facebook ကလူတွေအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုကလည်း facebook မှာတင်ထားတဲ့ကြောင့် facebook ကလူတွေမတွေ့ရကြတဲ့လူအားလုံးလည်းမင်္ဂလာပါလို့ပြောချင်ပါတယ်အဲ့တော့ကျွန်တော်တခုနပြောလို့ပဲ facebook မှာကျွန်တော်တလလောက်တင်မလို့စဉ်းစားခဲ့မှာကျွန်တော် facebook ကပုံမှန်လေးပဲ environment သိပ်ပြီးသဘောကျသဘောမကျနှိမ့်မတက်တော်တွေအတွက်ကြောင့်မို့ကျွန်တော်အနေနဲ့ facebook မှာတင်တဲ့ idea ကိုကျွန်တော်တစ်ချက်တော့ကျွန်တော်တို့ scratch လုပ်လိုက်ရပါတယ်ပြီးတော့ကျွန်တော်ဒီနေရာမှာစဉ်းစားကြအများကြီးကျွန်တော်စဉ်းစားပါဘာလို့ဘယ်လိုလုပ်မလဲကျွန်တော်ဘဝမှာကျွန်တော်ခုနပြောသောကျွန်တော်ဘဒုစီကမှလည်းအလူမခံဘူးနောက်လည်းလူခံမှုမရှိတော့အခုလည်းလူခံမှုမရှိဘူးဘယ်အဖွဲ့အစည်းမှလည်းပေါင်းပြီးတော့အလူမခံဘူးပါဘူးဒါတီးတဲ့လူတွေတီးလိုက်မယ်အခုချိန်ထိတော့ကျွန်တော်တွားနေတယ်မှာပါပါအဲ့တိုင်းပဲအဲကျွန်တော်အနေနဲ့ကျွန်တော်ကံပြီးမှကျွန်တော်ဘာလို့ဖို့ရှိလဲဆိုကျွန်တော်အခုလက်ရှိတည်သွားတဲ့အချက်တခုကဘာလဲဆိုကျွန်တော် YouTube မှာ ကို ads တွေကိုဒါကျွန်တော်တို့ပို့ပြီးတော့တိုးပြီးလုပ်လို့ရဆိုတာသိပါတယ်အဲ့တော့လက်ရှိကျွန်တော်ဗီဒီယိုကြည့်နေ YouTube မှာကြည့်နေကြလူဆိုတော့သိပါလိမ့်မယ်ကျွန်တော် YouTube ads ကဒါသူများတွေထပ်ပို့များတယ်သူများ channel နဲ့ပြန်ရှင်ကြည့်မယ်နည်းနည်းလေးနဲတယ်မှာဘာလို့ဆိုတော့ကျွန်တော်နဲအောင်တမင်တော်တက်လုပ်ထားဖြစ်တယ်ကျွန်တော်ရဲ့ဗီဒီယိုကြည့်မယ်ဆိုအနောက်ရှက်မဖြစ်အောင်ကျွန်တော်ဒါခုနကပြော10မိနစ်ဆိုရင်ဒါကျွန်တော်ညာနှစ်ခုဒါ17မိနစ်ဆိုရင်17မိနစ်နဲ့15မိနစ်ဆိုရင်ညာ3ခုဆိုတဲ့ပုံစံမျိုးဝင်တာလေးရှိတယ်9မိနစ်အောက်ဆိုရင်တော့တစ်ခုလောက်ပဲဝင်နေဆိုတာရှိတယ်ပေါ့နော်အဲ့တော့ YouTube မှာကျွန်တော်အခုလက်ရှိမှာကျွန်တော်ရဲ့မွေးနေ့မတိုင်ခင်တလအပြင်ကိုဒါကျွန်တော်ဘောလုံးရာသီလေးကြီးဂျားထဲမှာပြီးတော့မှဖြစ်တဲ့ကြောင့်ကျွန်တော်ဒီ Marshall Studio နေ့ကနေပြီးကျွန်တော်ဘောလုံးရာသီပြီးတဲ့အထိကိုကျွန်တော်အနေနဲ့ YouTube က Ads လေးတွေကိုနှစ်ခုပူထည့်သွားမယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်ပြောချင်တာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ Bell Sue Sea ကမှကျွန်တော်ကြညာယူမှာမဟုတ်ပါဘူးကျွန်တော် Badu Sea ကမှလည်းကြညာယူဖို့အစီအစဉ်မရှိပါဘူးကျွန်တော်စီကိုလဲတာခုနကပြောသူပဲ Long Sa ကြညာနဲ့အဲတချို့သောပောက်ကရကြညာတွေကလွင်ကျွန်တော်စီကြညာထည့်မယ်လို့လည်းမရှိပါဘူးဒါအသိပြီးသားဖြစ်လိမ့်မယ်တော့မှာပါအဲ့တော့ ပြောချင်တာလက်ရှိမှာကျွန်တော်အနေနဲ့ကျွန်တော်ရဲ့အကမဲ့ idea ကျွန်တော်ဗီဒီယိုကျွန်တော်ရှင်းရှင်းလေးပြောကျွန်တော်ဗီဒီယိုတွေကိုကြည့်ရင်ကျွန်တော်အနေနဲ့ဒါကျွန်တော်ညညာလေးတွေပို့ထည့်မဲ့ကြောင်းခင်ဗျားတို့ကိုအတိပေးခြင်းဖြစ်တယ်။ညညာလေးကမတိပဲနဲ့မနိုင်ပါတော့လှုပ်လိုက်လို့လေးရတယ်။ဒါဟာခင်ဗျားတို့လှုပ်လိုက်မှကြည့်နေလူနေဟမ်။ဒီရောဗီဒီယိုတွေကျွန်ညာများလာလိုက်တာဆိုတဲ့ feeling ကြီးကိုမရသွားစေချင်တော့ကျွန်တော်အနေနဲ့နည်းနည်းလေးပြောပြတာဖြစ်တယ်။အဲ့တော့ကျွန်တော်အနေနဲ့ခဏတိုင်းကျွန်တော်ခုမှခဏတိုင်းမြင်နေကြခင်ဗျား၈မိနစ်ဗီဒီယိုစာမယ်။၅မိနစ်ဗီဒီယိုမှာတော့ဒါကျွန်တော်တို့ကျွန်ညာတစ်ခုပုံစံမျိုးနဲ့ပဲသွားဖြစ်ပြီ။၅မိနစ်ဗီဒီယိုမှာတော့ပို့ထည့်လို့မရဘူးနော်။အဲ့တော့ကျွန်တော်ဒါ၈မိနစ်တို့၁၇မိနစ်တို့၁၅မိနစ်တို့ဗီဒီယိုမှာတော့ဒါကျွန်တော်တို့အကုန်လုံးအနေနဲ့ ရှင်းမနစ်ဗီဒီယိုဆိုရင်ကြောင်ညာလေးအားလုံးမောင်းတူတဲဒါကျွန်တော်တို့အဲ၄ခုဖြစ်သွားမယ်ဒါကျွန်တော်တို့၁၇မိနစ်နဲ့အထက်ဆိုရင်ကြောင်ညာလေး 5ခုနဲ့6ခုကြာဖြစ်သွားမှာပေါ့။အဲ့တော့ပြောချင်တာကြောင်ညာ2ခု2ခုလောက်တိုးတိုးသွားမယ်နေထားမှာရှိတယ်။ကြောင်ညာတစ်ခုကိုလည်းကျွန်တော်အနေနဲ့5စက္ကန့်ဒါပုံစံမျိုးကိုဒါ YouTube monetization မှာကျွန်တော် add on လုပ်ထားတာဖြစ်တယ်။အဲ့တော့ကျွန်တော်အနေနဲ့ဘယ်ကြောင်ညာမှကျွန်တော်အထူးသဖြင့်ယူတာမဟုတ်ဘဲနဲ့ YouTube ကခင်ဗျားရဲ့ဗီဒီယိုကြည့်နေရင်လည်းဝင်လာတဲ့ကြောင်ညာလေးပဲတိုးသွားမှာဖြစ်ပါတယ်။အဲ့ဒီဗီဒီယိုဒီအဲ့ဒီဗီဒီယိုရဲ့ဒါကျွန်တော်တို့ကြောင်ညာလေးကိုကြည့်ချင်းအဖြစ်ကျွန်တော်ကူညီပေးလို့ရပါတယ်။အများကြီးအများကြီးလည်းကူညီပေးလို့ရပါတယ်။အဲ့တော့ဒီနေရာကခုနကကျွန်တော်အမှန်တိုင်းပြောရဆိုဘဒုစီကမှကျွန်တော်လူမခံခြင်းပေါ့။အဲ့တော့ဒီနေရာမှာကျွန်တော်နည်းနည်းလေးထပ်ပြီးပြောပြခြင်းတဲ့အကြောင်းကအခုလက်ရှိမှာကျွန်တော်ဘယ် association ဘ ဲအဖွဲ့စည်းနဲ့မှကျွန်တော်ကျွန်တော်ခုနပြောတဲ့လက်ရှိမှာဘဲအဖွဲ့စည်းနဲ့မှကျွန်တော်မပေါင်းထားပါဘူးကျွန်တော်ကျွန်တော်လူသိန်းနှစ်ယောက်လူပြီးလူသိန်းနဲ့နှစ်ယောက်ကျွန်တော်ရရှိရဲ့ငွေတွေကလူတာဖြစ်ပါတယ်ဒါပဲကျွန်တော်အဓိကလူနေတာဖြစ်တယ်အခုလက်ရှိမှာကျွန်တော်တနေရာတည်းမှာပဲအဓိက run တာဖြစ်ပါတယ် YouTube မှာပဲအဓိက run နေပေါ့နော်အဲ့တော့အခုလက်ရှိမှာဒါ TikTok ကိုလည်းဒါကြားထဲမှာ run ဖို့အစီအစဉ်ရှိခဲ့ပေမဲ့ကျွန်တော် TikTok YouTube 10 minute video ရရတာတဆိုင် TikTok 10 minute video ရရတာကျွန်တော်တိတ်ပြင်းတဲ့ကြောင့်ကျွန်တော် TikTok ကိုတိတ်ပြီးခေါင်းမဲမလဲဖြစ်တော့ဖြစ်တယ်အဲ့တော့လက်ရှိမှာ TikTok မှာမြင်နေရတဲ့ video တွေတွေ့ပြီဆိုရင်လည်းကျွန်တော်ဥစားရေမဟုတ်ဘူးလို့ပဲတတ်မှာပါကျွန်တော်တင်းနေဆိုရင် TikTok နဲ့ YouTube နဲ့တော့တူမဲ့ပုံမပေါ်ပါဘူး YouTube က video TikTok မှာပြန်တွေ့ပြီဆိုရင်အဲ့ဒါကျွန်တော်တင်ထားတာမဟုတ်ဘူးနဲ့သူများတင်ထားတာပဲဖြစ်တယ်လို့ကျွန်တော်လည်းပြောချင်ပါတယ်အခုလက်ရှိမှာဒါကျွန်တော်တို့ကိုမင်းမင်းထုံးတို့ကိုချမ်းတို့နဲ့ဒါကျွန်တော်တို့ကျွန်တော်တို့ video တွေကိုဒါကျွန်တော်တို့သူများတွေက YouTube တင်ထားတော့ခဏခဏတွေ့ရမယ်တဲ့မှာပါတယ်အဲ့တော့ ဒီနေရာမှာကျွန်တော်တို့အဓိကကွန်မင်းထုံးမှာသူ့ရဲ့ official channel ကြီးကိုချမ်းမှာကျွန်တော်တို့မရှိဘူးထင်တယ်ကျွန်တော်မှာလက်ရှိ official channel ရှိမှာကျွန်တော်မသုံးတာလာနေချီနေပြီလို့ကျွန်တော်နည်းပြောပြစေအဲ့တော့ ဘလို့ပဲပြောဒါကျွန်တော်ရဲ့ကမ်ပိန်းကိုဝင်ပြီးကုညီပါဝင်ခြင်းနဲ့ဆိုရင်တော့ဒါကျွန်တော်အနေနဲ့ဒီကျွန်တော်တို့မွေးနေ့အလှူမှာပါဝင်ခြင်းနဲ့ဆိုရင်တော့ဘာမှလုပ်ဆရာမလိုပါဘူးကျွန်တော်ရဲ့ YouTube ကကြညာလေးတွေ5စက္ကန့်ကြညာလေးတွေကိုမရစ်ဘဲနဲ့ဒါကြည့်ပေးုံနဲ့တွေကျွန်တော်ကုညီပေးလို့ရပါတယ်ဒါပါပဲခက်ခက်ကမ်ပိန်းတော့လည်းမဟုတ်ပါဘူးအဲ့တော့ဝင်ဆဲမဲ့လူတွေလည်းဆဲဖို့စာတွေရိုက်နေလောက်ပြီဖြစ်ပါတယ်အာနာဆိုတာနဲ့ကျွန်တော်အနေနဲ့ကျွန်တော်လောင်းစာကျွန်တော်အဲ့တော့ဒီညမှာကြိုးပြီးပြောချင်ပါတယ်ကျွန်တော်ဒါခုနပြောသူအခုလက်ရှိမှာဒါလောင်းစာကြညာယူထားတဲ့ကျွန်တော်အနေနဲ့စော်ကားလူစဉ်စိတ်တော့မရှိပါဘူးဒါကျွန်တော်အနေနဲ့ဒါ clip bait ပုံစံမျိုးလေးလို့ဒါဖြစ်တယ်ဘဒုမီသူတယောက်ခုမှဘဒုမ စော်ကားလူချင်းစိတ်မရှိပါဘူး။ဒါကျွန်တော်အနေနဲ့ clip bait ပုံစံမျိုးလေးလူစိတ်ဝင်စားအောင်ပုံစံမျိုးလေးကျွန်တော် intro လေးပြုတ်လိုက်တာပဲရှိပါတယ်။အဲ့တော့ကျွန်တော်အနေနဲ့အခုလက်ရှိမှာလာလောင်းဆော့ကြင်ကြတာလည်း user မရှိဘူး။ကျွန်တော်အနေနဲ့တခြားသောကြင်ကြတဲ့ကျွန်တော်လာမထည့်ရဲတဲ့အတွက်ကြောင့်မို့ကျွန်တော်ဘာကြောင့်ညာမှလည်း user အကြောင်းကိုမရှိဘူးလို့ပြောပြရစီပါ။အဲ့တော့ကျွန်တော်အနေနဲ့ဒီ campaign လေးကိုတော့ run ပြရစီကျွန်တော်အနေနဲ့ဒါကျွန်တော်ရှင်းမိနစ်ကတော့မိနစ်ကတော့ကျွန်တော် Facebook ရှိတဲ့အတွက်ကြောင့် Facebook ကနေပြီးတော့ဒါကျွန်တော် bonus ဖွင့်တဲ့အချိန်မှာမမေ့ရကျွန်တော်အားလုံးပေါင်း ဒေါ်လာ1200ကျားလောက်ကျွန်တော်ကျွန်တော်ရဲ့မွေးနေ့အတွက်ကြီးပေါ်တည်တန့်လှူဖြစ်ခဲ့တယ်။ဒါပေမဲ့ဒီနှစ်မှာကျွန်တော်အလောက်တော့မရဘူးလို့ကျွန်တော်နေမြင်တယ်။ဘယ်လိုပဲပြောတာခုနဘယ်လိုပဲအခုကျွန်တော်နောက်ထပ်တစ်ခုချက်ပြီးပြောချင်တာတစ်ခုကျွန်တော်မိမိကျွန်တော်ပြောချင်တာအများကြီးမိနေ။အဲ့တော့လက်ရှိမှာကျွန်တော် YouTube ကဒါကျွန်တော်တို့ ဧပြီလကုန်ရတယ်ဥမာဧပြီကနေကျွန်တော်ဒါမတ်လကနေဧပြီဒါကျွန်တော်ဒီကြားတဲ့ဆက်ကြရတဲ့ဝင်ငွေကိုကျွန်တော်ကဥမာလက်ရှိမှာဒေါ်လာအလုံးပေါင်း share ရရင်ကျွန်တော်ကိုယ်တိုင်100ပုံစံမျိုး site သွားပြီးဒေါ်လာ1600ပုံစံမျိုးကျွန်တော် add on လှူသွားမှာဖြစ်ပါတယ်အဲ့တော့ခုနပြောလို့ပဲကျွန်တော်စီမှာဘယ်သူမှလှူထည့်စရာမလိုဘူးဘယ်သူမှလည်းလှူထည့်တာကျွန်တော်လက်ခံမှာမဟုတ်ပါဘူးကျွန်တော်ရဲ့ checkbox ထဲမှာကိုတေးပြီးလှူထည့်ခြင်းနေဆိုရင်တော့တီးတဲ့ရှိတဲ့ channel တွေမှာသွားထည့်လိုက်ပါကျွန်တော်အနေနဲ့ဘယ်သူကမှကျွန်တော်ခုနပြောလို့ပဲဘယ်သူမှကျွန်တော်ညှို့ပေးခြင်းလည်းမရှိပါဘူးအဲ့တော့ပြောချင်တာကျွန်တော်စီမှာလည်းလှူမထည့်ပါနဲ့ကျွန်တော်လည်းလှူမခံပါဘူးဒါပေမဲ့ခုနပြောလို့ကျွန်တော်ရဲ့ channel လေးရဲ့ ads ကိုကြည့်ပြီးတော့ဝ ဝင်ရောက်ကူညီလူတန်းလို့ရပါတယ်ဒါပါပဲအထုတက်လည်းဘာမှထူးဆန်းဆန်းတော့မဟုတ်ပါဘူးအဲ့တော့ကျွန်တော်ရဲ့ campaign လေးကိုပါဝင်ကူညီပေးဖို့လည်းမျှော်လင့်ပါအဲ့တော့လက်ရှိ Facebook မှာကြည့်နေတဲ့လူတွေဆိုကျွန်တော် YouTube ကို subscribe လုပ်ရသေးဆိုရင် fit ဒီလက်ရှိ football and life ဆိုတဲ့နာမည်လေးကို YouTube ရဲ့ search box မှာ share လိုက်ကျွန်တော်ရဲ့ channel link တွေ့ပါလိမ့်မယ်အောက်က comment ထဲမှာ link ထားပေးမယ်အဲ့ link ကအမြင်နဲ့လူပျောက်တဲ့အတွက်ကြောင့်ကျွန်တော် link တော့ထားပေးထားမယ်ဒါပေမဲ့ဒါပါပဲအဲ့တော့ အားလုံးမကျူးတမာတယ်မတွေ့တာကြာပြီးညီကိုတွေ Facebook ညီကိုတွေအားလုံးလည်းကျူးတမာတယ်ကျွန်တော်တို့မကြခင်ပြန်ဆုံမလို့ကျွန်တော်နေယူဆပါလက်ရှိမှာတော့ကျွန်တော် YouTube မှာပဲတည်တံ့ run မအောင်မယ်အားလုံးပဲတတိယပါတယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ကိုတော့ကိုပြပါအောင်အားလုံးလည်းကျွန်တော်ရဲ့ဒီ campaign လေးကြောင့်အဆောင် စိတ်နှောက်ရှက်ဖြစ်သွားမယ်ဆိုတော့ကျွန်တော်တောင်းပန်ပါတယ်ဘဒုကမမထိခိုက်မနစ်နာလိုစီရင်လည်းဘာမှမရှိပါဘူးကျွန်တော်ရဲ့ campaign တွေကိုကျွန်တော်ရဲ့ video တွေကြည့်ရင်လည်းကျွန်တော် run ပြစီလိုပဲပြောရင်းနဲ့ပဲကျွန်တော်တောင်းပန်ပြပါအောင်အားလုံးမကြွတူပါနဲ့ကျွန်တော်တို့နောက်မှ AACC တွေ့ကြတာပေါ့ Facebook ကညီကိုလည်းကျွန်တော်ခစ်ပြန်ကောင်းရင်နောက်မှ AACC တွေ့ကြတာပေါ့အားလုံးမကြွတူပါနဲ့ YouTube ကညီကိုတွေကနောက်မှကျွန်တော်ဒါ ထုံးဝင်နိုင်နောက်ဗီဒီယိုမှာပဲအေးစေးတွေ့ကြတာပေါ့နောက်မှကျွန်တော်တွေ့ကြတာပေါ့ဘောလုံးမတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ YouTube Media 3.0နဲ့ TV4U တို့မှာကျေလူစံပေါ့မမေ့ကြပါနဲ့ကျွန်တော် YouTube ဟို Facebook ကညီကိုရေးလဲ clip ဖို့မမေ့နဲ့နော် clip Facebook ကညီကို clip ဖို့မမေ့နဲ့ခဏခဏပြောအဲ့တော့ clip ဖို့မမေ့ကြပါနဲ့မြန်မာ clip မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးကျွန်တော်နောက်မှတွေ့ကြတာပေါ့အားလုံးကျေးဇူးပါတယ်ကျွန်တော်တက်လာရည်မြန်မာနိုင်ငံပါစေအေးတော်ဘုံအမြင်အောင်ပါစေလို့ပြောရင်းနဲ့ပဲကျွန်တော်တော့ကြည့်ပါဦးဗျအားလုံးပဲကျွန်တော်နောက်မှတွေ့တာပေါ့ YouTube ကညီကိုရေးနောက်ဗီဒီယိုမှာတွေ့ကြတာပေါ့ဒေးပါဗျအားလုံးကျေးဇူးပါတယ်